SM News ကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ခုချိန်ကစပြီး BSM News ရဲ့ပတ်စဉ်တင်ဆက်ပေးနေကြတပတ်အတွင်းသတင်းကျင်းတွေကိုတင်ပြပေးသွားပါမယ်ရှင်။ကျွန်မကတော့ Marie Le Ma ။ပထမဆုံးတင်ပြပေးဖို့ရွေးချယ်ထားတဲ့သတင်းကတော့ပြည်သူ့ဆန္ဒပြဝရေးဆက်လက်ဂျိုးပန်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AA6 ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမွေးနေ့မှာဂရုပြုပြောဆိုတဲ့သတင်းဖြစ်ပါတယ်။ ရခိုင်မျိုးသားဖွဲ့ချုပ်အရခတက်တော် ULAA တမူးချုပ်ဗိုလ်ချုပ်ထွန်မြတ်နိုင်က၎င်းရဲ့နိုဝင်ဘာလ9ရက်နေ့မှာကြာရောက်တဲ့48နှစ်မြောက်မွေးနေ့အတွက်ဆုတောင်းပေးကြတဲ့အဖွဲ့အစည်းများရဲဘော်ရဲဘက်နဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်လွှာပြန်လည်ပေးပို့ခဲ့ပြီးပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများမြန်ဆုံပြေဝါစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိပြုပြောကြားခဲ့တယ်လို့သိရပါတယ်။ AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်မြတ်နိုင်ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်တဲ့ကျေးဇူးတင်လာမှာ ပြည်သူဆန္ဒပြေဝါရေးဂရိကဝတ်ပြုကြောင်းအလေးထားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။မွေးနေ့ဆုတောင်းမေတ္တာပို့ဂုံပြုစကားများပြောပေးကြပါတော့ဖွဲ့အစည်းအသီးသည့်ရဲဘော်ရဲဘက်များနှင့်ရင်းနှီးချစ်ခင်မိတ်ဆွေများအလုံးကိုဖွဲ့ချုပ်နှင့်မိမိမှအထူးကျေးဇူးတင်ရှိပါသည်လို့ဗိုလ်ချုပ်ဒုမြတ်နိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်58နှစ်မြောက်မွေးနေ့ဆုတောင်းစကားပြောပေးကြသောပြည်သူများရဲဘော်ရဲဘက်များနှင့်မိတ်ဆွေများအလုံးအတွက်မိမိမှလည်း ချမ်းမလုံခြုံအေးချမ်းစွာရှိကြစေရန်ပြန်လည်ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်လို့၎င်းကထည့်သွင်းဖော်ပြခဲ့ပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအရခတက်တော်တမှုချုပ်အရခတက်တော်ရဲဘော်ရဲဘက်များနဲ့ရခိုင်မျိုးသားအဖွဲ့ချုပ်ပြည်သူဝန်ထမ်းများအားလုံးအနေဖြင့်ပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများအမြဲဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကခိုင်မာကတိပြုခဲ့ပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ကဏီမြို့နယ်မှာရှိတဲ့ပြည်သူများအားထားရတိုက်နယ်စေယုံကိုစစ်ကောင်မရှင်ကလေကြောင်းပုံကျဲလို့ရှီဦးသေးဆုံးခဲ့ရတဲ့သတင်းဖြစ်ပါတယ်။ စကိုင်းတိုင်းရင်းမပင်ခရိုင်ကဏီမြို့နယ်မြောက်ချမ်းမှာရှိတဲ့ဝင်းမနာတိုက်နယ်စေယုံကိုနွေမလ17ရက်နေ့နက်ပိုင်းကစစ်ကော်မရှင်ကစက်တက်လေဒီနဲ့ပုံကျဲချခဲ့တာကြောင့်စေယုံဝန်ထမ်းတို့အပါဝင်ပြည်သူ၈ဦးသေဆုံးခဲ့ကြောင်းဒေသခံတွေစီကသိရပါဗျ။မုံရွာခြေဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမတက်လာတဲ့စစ်ကော်မရှင်ရဲ့စက်တက်လေဒီဟာနွေမလ17ရက်နေ့နက်9နာရီကန်ကအင်ဂျင်တစ်ထောင်ကျော်နဲ့လူဦးရေ9000ဝန်းကျင်ရှိတဲ့ဝင်းမနာကျေးရွာအနီးမှာရှိတဲ့စေယုံကိုပုံကျဲချခဲ့ခြင်းဖြစ်ပါတယ်။ မုံရွာနာမခကနေပါရာမော်တာဆက်တလေဒီနဲ့လာကျဲသွားတာပါဘုံကဆေးရုံရဲ့မွေးလူနာဆောင်နဲ့ခြေလက်ကျူရာတွေကိုကုသပေးနေတဲ့အဆောင်မကိုကြတာသေဆုံးသူ၈ဦးရှိသွားပြီဆေးရုံတက်နေသူတွေကများတော့သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေအများကြီးရှိနေပါတယ်လို့ကနေရှိဒေတာကန်တို့က BSM ကိုပြောပါတယ်ဆေးရုံဘုံကျဲခံရခြင်းကြောင့်သေဆုံးထိခိုက်ဒဏ်ရာရသူများတဲ့ကလေးငယ်များပါဝင်လာရောက်ဆေးဝါးကုသမှုခံယူနေတဲ့လူနာများပြားနဲ့ဆေးကုသပေးနေသူများပါထိခိုက်မှုရှိကြောင်းသိရပါတယ် ခြေယုံကတော့လူနာဆောင်၃ဆောင်ပြည့်စည်သွားတယ်။ခွဲစိတ်ဆောင်ကတော့တကားပဲပြတ်တယ်ဗျာလို့ဒေသခံကဆက်လက်ပြောကြားပါတယ်။စစ်ကောင်မရှင်ကဘုံကျဲတက်ခတ်ခဲ့တဲ့ဆိုပါဆေးယုံဟာဝိမနာခြေရွာပါဝင်အနီးနားရှိခြေရွာတွေနဲ့ခဏိမြုပ်နယ်ဒေသခံပြည်သူများအားထားနေရတဲ့ဆေးယုံတစ်ခုဖြစ်ကြောင်းသိရပါတယ်ရှင်။ နောက်ထပ်တင်ပြပေးဖို့ရွေးချယ်ထားတဲ့တဲ့ရင်ကတော့ရွေးကောက်ပွဲယာထားမျိုးနယ်များဖြစ်တဲ့မရိယစင်ကူနယ်တပိတ်ကျင်းတို့မှာစည်ရေးပြင်းထန်လာနိုင်တာကြောင့်ပြည်သူများကြိုတင်ပြင်ဆင်ကြဖို့မန္တလေး PDF ကရေးပေါ်သတိပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။မရိယမျိုးနယ်စင်ကူမျိုးနယ်နဲ့တပိတ်ကျင်းမျိုးနယ်တွေမှာစည်ရေးပုံမပြင်းထန်လာနိုင်တာကြောင့်ဘေးအန္တရာယ်ကင်းရှင်းရေးကြိုတင်ပြင်ဆင်ထားကြဖို့နဲ့လိုအပ်တဲ့အစီအမံများလှုံ့ဆော်ထားကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဆိုပါမြို့နယ်များဟာအာဏာသိမ်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတူပြုလုပ်ရန်ရာထားတဲ့မြို့နယ်များစီးရင်မှာပါဝင်နေပါတယ်။စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလ28နဲ့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့တို့မှာရွေးကောက်ပွဲအပိုင်း1နဲ့အပိုင်း2တို့ကိုပြုလုပ်ဖို့ဆောင်ရွက်နေပြီးရင်းကာလမတိုင်မီသာလွန်အင်အားများစွာအသုံးပြုကဒေါ်လေးတပ်ဖွဲ့များရဲ့ထိန်းချုပ်စိုးမိုးနယ်မြေတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမလစ် PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ခုက မရီယာမြို့နယ်စင်ကူမြို့နယ်နဲ့တပေချင်းမြို့နယ်တို့မှာတနေ့ထက်တနေ့စီရေးတိုက်ပွဲများပုံမပြင်းထန်လာနေတာကြောင့်ဆိုပါဒေတာရင်းနေပြည်သူများအနေနဲ့ဘေးရန်ရဲ့ကင်းရှင်ရေးဂျိုတင်ပြင်ဆင်စီမံထားကြရန်မန်လေး PDF ကမြစ်တိုင်းရက်ခံလာခြင်းဖြစ်ပါတယ်စစ်ကောင်ရှင်ကမရီယာမြို့နယ်ရှိတော်လင်းတပ်ဖွဲ့များတည်ယူထားတဲ့စေတော်ကြီးကြီးလောင်တမန်နဲ့နေမြေကန်တပ်ဌာနချုပ်ပတ်ဝန်းကျင်အားလုံးကိုပြန်လည်တည်ယူလိုက်ပြီးဖြစ်ကြောင်းနိုဝင်ဘာလ9ရက်နေ့တို့၎င်းတို့ရဲ့ဝါရပြန်သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။မလေး PDF အနေနဲ့ ဂျမ်ပတ်အနာသိစီအိုစုရဲ့လက်ရှိထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိသည့်မြဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ပြီးပြည်သူတော်လှန်ရေးကြီးရဲ့ဆုံးသက်ပန်းနိုင်ကိုရောက်သည့်အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းကတိပြုပြောကြားထားပါတယ်ရှင်။ ဆလတ်တင်ပြပေးဦးမယ့်တဲ့ရင်ကတော့ရခိုင်နယ်စပ်တိုက်ပွဲများမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အများစုအေးအေးထက်လမ်းဖြူတောင်လက်နက်ချအလင်းဝင်လာတဲ့တဲ့ရင်ဖြစ်ပါတယ်။ရခိုင်၊မကိုး၊ရခိုင်မကွေးနဲ့ရခိုင်အေရီတိုင်းနယ်စပ်တိုက်ပွဲတွေမှာစစ်ကောင်မရှင်တပ်သားများအလမ်းမြူထောင်ကအလင်းဝင်ရောက်လာသူအများပြားရှိနေတယ်လို့အရခန့်တပ်တော်အေအေကထုတ်ပြန်ထားပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲများတွင်ကစင်ကလျာထွက်ပြေးနေကြတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ကိုဖမ်းဆီးရမိမှုများရှိနေပြီးလက်နက်ချအလင်းဝင်ရောက်လာသူများလည်းဇက်တိုက်ရှိနေတယ်လို့အေအေကဆိုပါတယ်။ ပဲခူးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့နိုင်ရီကံပြူဟာကုန်းလီလာတောင်နဲ့ကပ္ပဆာ16နီးတိုက်ပွဲများမှာလမ်းပြူထောင်းတက်ပြေလေယာဖန်စီရမိသူစုစုပေါင်း26ဦးထိရှိခဲ့ကြောင်းသိရပါဗျ။နွေမာလာရှိရနေမှာဆယ်ရနှစ်အတွင်းအမတ်16ကာကွယ်ပစ္စည်းစယုံကပ္ပဆာ16နီးတိုက်ပွဲများမှာအမတ်30စစ်စင်ရေးကုကဲမှုဌာနချုပ်ဆက်ကခ30လောက်ခန့်ခမရ363နဲ့ခမရ363တရေများမှာစုစုပေါင်း16ဦးထိဖမ်းဆီးရရှိခဲ့ပါတယ်။ လေလံတောင်ပောင်းဝင်းကြီးရဲ့အနီးတိုက်ပွဲများမှာနွေမာလာ၈ရက်နေနဲ့၉ရက်နေအတွင်းခမရ368တန်ရင်တစ်ခုထဲမှာပဲစုစုပေါင်း10ဦးဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ထို့အတူနေရကံပြူဟာကုန်းမှစစ်မြေပြင်စစ်တပ်ရင်းကိုမှတက်ချက်မျိုးမင်းထွန်းဒီလဲအေအထံအလင်းဝင်ရောက်လာခဲ့ကြောင်းအေအေကထုတ်ပြန်ထားပါဗျ။ ဒါအပြင် AR တိုက်တာပေါင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်များအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွက်အော်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလအထိစစ်ကောင်မရှင်တပ်မထွက်ပြေးလာပြီးဖမ်းဆီးခံရသူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်အထိရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ကတားနဲ့ဒီဆိုင်မြို့နယ်များမှကြံတောင်းသူများတကြားဆက်ယုံများထံမှငွေအကြေမရရှိတာကြောင့်အကျွေးတင်ကအခက်ကြုံနေကြရတဲ့သတင်းဖြစ်ပါတယ်။သခိုင်းတိုင်းကတားမြို့နယ်နဲ့ဒီဆိုင်မြို့နယ်တို့မှကြံတောင်းသူတွေဟာတကြားဆက်ယုံများမှဝယ်ယူပြီးသောကြံများအတွက်ငွေပြည့်စုံမရရှိသေးခြင်းနဲ့ချိန်မီမွေဝယ်ယူနိုင်ခြင်းတို့ကြောင့်ဒေသခံကြံဆိုင်တောင်းသူများအခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါတယ်။ကြံဆိုင်စင်းနဲ့ခုံစည်းအကျိုးတင်မရတဲ့ပြင ကျန်ရသည်ရဲ့သက်မှတ်တာအရန်နောက်ကြပါတယ်။တပေါင်းလာလောက်ကြီးခုတ်ရတော့ကျန်အလေးချိန်လည်းမထွက်ဘူး။လူသမားကိုပို့ပေးခေါ်ရတယ်လို့ကားကလည်းပို့ပေးရလို့မနစ်ကချေထားတဲ့အကျွေးတော့မကြည့်သေးပါဘူး။ဆိုင်လက်ဆာနဲ့ခြားသီးနှံပြောင်းဆိုင်ဖို့ကလည်းငွေမရှိတာကြောင့်ဒီအတိုင်းပဲလုပ်နေရတယ်လို့ဒေသခံကျန်တောင်သူတို့က PSM ကိုပြောပါတယ်။ရခင်ကျန်ရသည်များမှာတော့ ကတားမြုံနယ်ကျန်းဆိုင်တောင်သူများဟာစိုင်းစင်းနဲ့ကျန်းခုတ်စည်ငွေများကိုဝါဆိုလာနဲ့တရင်ကျိုးလာများတွင်ထွက်ရှိမြေကျန်းတန်မိုးဤတမတ်ဈေးတဝက်နိဗာကကျူတင်ရရှိခဲ့ပေမဲ့2023 2024နဲ့2024 2025ကျန်းရသည်မှစတင်ကကျူတင်ငွေရရှိခြင်းမရှိတော့ကြောင်းဒေသခံတွေထံကသိရပါဗါးဒါအပြင်စိုက်ပျိုးရေးလုပ်ငန်းတို့မြေစီစင်းတို့များမြင့်တက်ခြင်းလူသမားစီနဲ့တည်ယူပို့ဆောင်ကမြင့်မာခြင်းတို့ရှိနေသည့်အချိန် ပြီးခဲ့တဲ့ကြံရသည့်နှစ်ကြိမ်လုံးမှကြံတဒန်လျင်ကြက်တသိန်းခွဲကန့်သာရရှိခဲ့ပြီးငွေများပြေဝမရရှိသေးတာကြောင့်တောင်သူတွေမှခက်ခဲများစွာကြုံတွေ့နေရတယ်လို့သိရပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့အစိုးရဖြူဖြူကျော်သိန်းနဲ့ကြားပေါက်တို့ပြင်သစ်ပါရီမြို့တော်ဝင်ရုံစီစဉ်မှုနဲ့ဝင်ကြီးအခမဲ့ဖြောပြပွဲပြုလုပ်သွားမယ့်သတင်းဖြစ်ပါတယ် အာနာရှင်ကိုတော်လန်ခဲ့ကြတဲ့အမှုပညာရှင်များဖြစ်တဲ့ဆိုတော့ဖြူဖြူကျော်သိန်းနဲ့ဂျာဝေါတို့ဟာပြည်သက်နိုင်ငံပါရီမြို့မှာဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ဆိုပါပွဲကိုပါရီမြို့မြို့တော်ဝင်ရုံးမှအစီအစဉ်ကျင်းပမည်ဖြစ်ကြောင်းလာမည့်နိုဝင်ဘာလ22ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းဆိုတော့ဖြူဖြူကျော်သိန်းကသူမရဲ့လူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါတယ်။ ဖြူဖြူဟန်ဂျာဘော့အင်ပါရစ်လို့အမည်ပေးထားတဲ့အဆိုပါဖျော်ဖြေပွဲတွေဆိုတော့ဖြူဖြူကျော်သိန်းကတချင်းတီဆိုဖျော်ဖြေပေးမိဖြစ်ပြီးဆိုတော့ဂျာဘော့မှာပကြီးရေးဆွဲခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်ဝင်ကြီးခါမဲဖြစ်ပေမဲ့နေရာအကန့်အသတ်ရှိတာကြောင့် online registration ပြုလုပ်ရန်လိုအပ်ကြောင်းလည်းဆိုတော့ဖြူဖြူကျော်သိန်းကတတိပေးထားပါတယ်။လက်ရှိမှာပြည်သူနိုင်ငံမှာနေထိုင်နေတဲ့ဆိုတော့ဖြူဖြူကျော်သိန်းကလွန်ခဲ့တဲ့၄နှစ်ပြည်ရင်းလွှဲရင်တနီယာမှာဆုံခဲ့ကြခြင်းကပုံကိုဝေမျှထားပြီးခုတော့မောင်နှမနှစ်ယောက် ဖရီမျိုးတော်ခမ်းမစီရောက်ပါပြီလို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်ရှင်။ PSM News ရဲ့တပတ်တွင်သတင်းတွေကိုနားဆင်ကြကြတာပါရှင်။ခုနားဆင်ကြရတဲ့တပတ်အတွင်းသတင်းတွေကိုတော့ပတ်စဉ်တနင်္ဂနွေနေ့တိုင်း PSM News ရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook Page နဲ့ YouTube Channel တွေမှာနားဆင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ BSM News ကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးတဘာဝဘေးစစ်အာဏာရှင်ဘေးတို့ကနေကင်ဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံနိုင်ကြပါစေရှင်။